Hi မနစံကွန်နီချွာဒီနေ့မှလည်းနောက်ထပ်အလုံး90ထပ်ကြည့်အောင်အလုံး900ကြည့်ပြီးသွားပြီဆိုတော့အခု901ကနေစပြီးတော့950ထိထပ်ပြီးတော့အဲတူတူဆက်ကြည့်ကြရအောင်နော် Hey နောက်တစ်ခုအကြတော့အဲဒီနေ့စပြီးတွေ့ရမှာဆိုတော့တွေ့ရမယ့်ဟာလေးကကြတော့ boost shot အဲဖြစ်ကြ Hi ပြုကြည့်ကြနော် boost shot boost shot ဆိုတာဌာနကို boost shot လို့ခေါ်ပါတယ် boost shot ူးရှော့ဆိုတာဌာနပေါ့နော်ဟိတ်နောက်တစ်လုံးကိုဆက်ကြည့်အောင်နောက်တစ်လုံးကကြတော့ဗာလေဆိုလို့ရှိရင်သူကခိုင်ဟတ်စုဘူခိုင်ဟတ်စုဘူခိုင်ဟတ်စုဘူက development ခွင့်မျိုးတွေ့တက်တာပေါ့နော်အဲအဲ့ဒါကိုခိုင်ဟတ်စုဘူလို့ခေါ်ပါတယ်ခိုင်ဟတ်စုဘူနောက်တစ်ခုကကြတော့တိုရီဟိခိဟွန်းတိုရီဟိခိတိုရီဟိခိဆိုတာဗာလေဆိုသူကလေဒီ trick ကုံတွေတာကိုပြောရနော်ကုံတွေရဲ့ဟာကိုသူက tori hiki လို့ပြောတယ် tori hiki tori hiki trick လို့တာပေါ့နော်အဲ့ဒါကို tori hiki လို့ပြောပါတယ်နောက်တစ်ခုကကြတော့အဲတော tori shimari yaku tori shimari yaku ကကြတော့ဗာလဲဆိုရင် director ပေါ့နော်အလုံးမှာ director ကို tori shimari yaku လို့ပြောပါတယ် tori shimari yaku တိုရီရှီမာရီယာကုလို့ခေါ်ပါမယ်။နောက်တစ်ခုကကြတော့ဆိုင်တကုခင်းမှုဆိုတာရှိရယ်။ဆိုင်တကုခင်းမှုဆိုင်တကုခင်းမှုဆိုတာကဘာလဲဆိုလို့ရှိရင်အဲတော့ဆိုင်တကုခင်းဆိုင်တကုခင်းမှုဆိုတာက work from home ပေါ့နော်။အဲ့ဒါကိုဆိုင်တကုခင်းမှုလို့ပြောပါရယ်။ show guy show guy ကကြတော့အဲတော့ ဒီ show ပါเนาะအဲ့မှာ show guy ဆိုရှင် show guy ကကြာဒီဟာလေအဲဥမာဟိုလူတွေပိုင်းမှာဆိုရင်တော့ show guy ဆိုတာမတန်ဆွမ်းတာပေါ့เนาะဒါမှမဟုတ်လို့ရှင်ဟိုစက်ပစ္စည်းတွေပိုင်းမှာဆိုလို့ရှင် system စနစ်အဲ failure ဖြစ်သွားတယ် accident ဖြစ်သွားတယ်ဆိုလို့ရှိရင်သူက show guy လို့ပြောတယ်လူမှဆိုလို့ရှိရင်တော့ဒါမတန်ဆွမ်းတာပေါ့နော်အဲ့ဒါကိုပြောပါရဲ့နောက်တစ်ခုက new york ခု new york ခုဆိုတာဥမာ computer ရဲ့ tablet တွေထဲမှာစင်ရင်းဖြစ်သွင်းတာပေါ့နော်အဲ့ဒါကို new york ခုလို့ပြောပါရဲ့ new york ခု ညူးလျော်ခုဆိုလို့ညူးလျော်ခုမဟုတ်เนาะညူးလျော်ခုတန်ထွက်မမပါသေးနဲ့ညူးလျော်ခုဆိုလို့ရှင်ရေချိုးတာဖြစ်သွားမယ်เนาะနောက်တစ်ခုကအဲ့တော့ဒီညူးလျော်ခုက input ပေါ့เนาะအထည်ထည့်တာပြောပြီးတော့ shoot 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 လျော်ခုเนาะ shoot လျော်ခုကကြာ output ပေါ့เนาะအဲ့ဒါကို shoot လျော်ခုလို့ပြောပါတယ် shoot ်စလျော့ခုနော်ရှစ်စလျော့ခုနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် landscape landscape ဆိုတာကဗာလဲဆိုလို့ရှိရင်သူက landscape ဆိုတာဆက်သွယ်ပူးပေါင်းဆက်သွယ်ပြီးကိုယ်မှရှိတဲ့ information တွေကိုလည်းသူများကို share ပေးတာပေါ့နော် landscape ဆက်တခြားဌာနတွေနဲ့ပတ်သက်ဆက်နွယ်ဆက်နွယ်ပြီးတော့အဲပူးပေါင်းဆောင်ရွက်ပြီးလုပ်တာကို landscape လို့ပြောပါတယ်နောက်တစ်ခုက social ဆိုရှင်ကတော့ဒီမှာပါနော်အီးမေးပို့တာပါညာဆိုရှင်လို့ပြောပါတယ်ဆိုရှင်အဲ့တော့ကျူရှင်ဆိုလို့ရှင်အီးမေးကိုလက်ခံရရှိတာပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှင်ကျူရှင်လို့ပြောပါတယ်ကျူရှင်နောက်တစ်ခုက hit စုဆိုတာရှိတယ် hit စု hit စုဆိုတာ require လိုအပ်တာကို hit စုလို့ပြောပါတယ် hit စုနော်အဲ့ဒါကို hit စုလို့ပြောတယ်နောက်တစ်ခုက နင်းဤစားရှင်ဒါလေးဖောင်နေပါရဖြစ်လို့ရှင်ဒါလေးကိုတွေ့ရတဲ့အဲဂျပန်ဖောင်နေပါရဖြစ်လို့ရှင်ဒီမှာအောက်လေးမှာသူကဝင်းလေးနဲ့ရေးထားတယ်နင်းဤဆိုပြအဲ့ဒါကလုတ်လဲရရဲ့လုတ်လဲရရဲ့ option နဲ့ဆိုရဲအတိတ်ပဲပေါ့နော်အဲ့ဒါကိုနင်းဤလို့ပြောပါတယ်နောက်တစ်ခုကခိုးမိုခုခိုးမိုခုဆိုတာကဗာလဲဆိုတော့ item ပေါ့နော်ဖြည့်ကိုဖြည့်ရမယ်ဆိုရဲဒီကြောင်လေးမှာရေးထားတယ်ခိုးမိုခုဆိုပြအဲ့ဒါဆိုရင်ဖြည့်ကိုဖြည့်ရမယ်နော် အဲနင်းဤဆိုရင်ဖြည့်ကျင်လိုက်ရရင်မဖြည့်ကျင်လိုက်ရရဲခိုးမိုကူဆိုရင်တော့ဖြည့်ဖို့ဖြည့်ရမှာပေါ့နော်အဲ့လိုမျိုးပြောတာခိုးမိုကူတချို့ဖောင်နေမှာဂျပန်ဖောင်နေမှာဖြည့်ရင်တစ်ချက်ကြည့်ကြည့်လိုက်နင်းဤဆိုရင်ဖြည့်ကျင်လိုက်ရရင်မဖြည့်ကျင်လိုက်ရရဲခိုးမိုကူဆိုလို့ရှိရင်အဲဖြည့်ဖို့ဖြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးရှိရဲနောက်တစ်ခုကပီခိုးဆိုတာက remark ပေါ့နော်အဲမှတ်ချက်ပေါ့အဲ့ဒါကိုပီခိုးလို့ပြောပါတယ်ပီခိုးပီခိုးနော်နည်းနည်းတော့ခက်တယ်ဒီကလေးတွေကခဏခဏနားထောင်တော့အဆင်ပြေသွားမှာပါနောက်တစ်ခုက sensual sensual ဆိုတာ refer လုပ်တာပေါ့နော်ညွှန်မေးတာ refer လုပ်တာကို sensual လို့ခေါ်ပါတယ် sensual နောက်တစ်ခုက holy holy ဆိုတာကအဲကိုယ့်လက်ထဲဥပမာ stop တွေပါရခိုင်ထားရပါညာအဲကိုယ့်လက်ထဲမှာတစ်ခုခုပေါ့နော်အဲဒီ hold လုပ်ထားရဆိုလို့ရှိရင် holy လို့ပြောပါတယ် holy ခဏ hold ထားတာပေါ့နော်အဲဒါမှမဟုတ်လို့ရှိရင် stop ရခိုင်ထားအောင်ဖြစ်တယ်တစ်ခုခုကို hold ခဏခဏထိန်းထားတာပေါ့နော် hold လုပ်ထားတာကို holy လို့ပြောပါတယ် holy なるくが、秘密、秘密とらが、コンフィデンシャルボの、コンフィデンシャル、らを秘密とこわえ、秘密、秘密。秘密の表はコンフィデンシャルペダーは、なるくは、キンタイン。キンタインが、アテンダンスボノ。 ိုအလုတ်တက်လားမတက်လားအဲ့ဒါကိုခင်းတိုင်းလို့ပြောပါရယ်အဲခင်းတိုင်းခန်းကြီးလို့ပါလို့ရှိတယ်ဗောနော်ခင်းတိုင်းလို့ပြောပါရယ်နောက်တစ်ခုက attendance ဗောနော်အဲ့ဒါက book queue book queue ကကြတော့အဲတို့လာစာမဲခွင့်ကို book queue လို့ပြောပါရယ် book queue book queue စူးချီစူးချီဆိုတာကဒီ notify ပေါ့နော်အဲ့ဒါကိုစူးချီ notify ဖြစ်တာအဲ့ဒါကိုစူးချီလို့ပြောပါရယ် နောက်တစ်ခုကဆူဟိုဆူဟိုဆိုတာတိုင်တာပေါ့နော်တိုင်တန်းတာတွေပါလေဆိုလို့ရှိရင်ဆူဟိုလို့ပြောပါရယ်ဥမာရဲတွေပါတွေကိုပုံဆက်ပြီးတော့တိုင်တာလို့လဲဆူဟိုလို့ပြောလို့ရရယ်ပေါ့နော်နောက်တစ်ခုကခီတိုခီတိုဆိုတာဒီကွန်ပျူတာတွေပါတွေမှာဆိုလို့ရှိရင် step လုပ်တယ်ပေါ့နော်အဲ့ဒါကိုခီတိုလို့ပြောပါရယ်ခီတိုအဲ့တော့ဆိုင်ခီတိုကကြတော့ဗာလဲဆိုတော့ restep လောက်တာပေါ့နော်အဲ့ဒါကိုဆိုင်ခီတိုလို့ပြောပါတယ်ဆိုင်ခီတို နောက်တစ်ခါကျတော့ဗာလဲဆိုလို့ရှိရင်ဂျောခန့်ဂျောခန့်ဂျောခန့်ကကျတော့အခြေအနေပေါ့နော်ပုံတော့ဂျောခန့်ရှိတယ်နော်အခြေအနေတည်းတော့ရှိရဲဆိုတော့အဲ condition အခြေအနေကိုဂျောခန့်လို့ပြောပါတယ်နောက်တစ်ခါဆေးဂျောဆေးဂျောဆိုတာဗာလဲဆိုလို့ရှိရင်ပုံမှန်တာမှန်အဲ့ဒါကိုဆေးဂျောလို့ပြောပါတယ်ဆေးဂျောဆေးဂျောနော်ဟုတ်နောက်တစ်ခါကျတော့ သူကအီဂျောဆိုတာရှိသူကတော့ပုံမှန်မဟုတ်တာဗောနော် abnormal ဖြစ်နေတာကိုအီဂျောလို့ပြောပါတယ်ဆေးဂျောကပုံမှန်ပဲအီဂျောဆိုရင်ပုံမှန်မဟုတ်ဘူးနော်တဲဂျွန်းဆိုတာက procedure တွေကိုတဲဂျွန်းလို့ပြောပါတယ် procedure တွေကိုတဲဂျွန်းလို့ပြောရဲဗောနော်တဲဂျွန်းနောက်တစ်ခုကဂျစ်စလီယောကုဂျစ်စလီယောကုဆိုတာက ကိုယ့်ရဲ့တကယ်အရေးချင်းကို 実実際の力の声だけ、いい人実力の怖い,い。はい、なんで怖いじゃろうかね、そういう。課題。課題は一周後の、あらを課題の病は。すいません。はい、課題の病は、なるこが、な課題、なるこはじゃろう、期待、そうし、期待。嗯 <laughs>。 ဂီတိုင်းဆိုတာကဘာလဲဆိုလို့ရှိရင်အဂျန်ဒါကိုဂီတိုင်းလို့ပြောပါတယ်ဂီတိုင်းအင်္ဂလိပ်လိုဆိုအဂျန်ဒါပေါ့နော်ဂီတိုင်းလို့ပြောပါတယ်အကွာဂီဂျီရိုကုဆိုတာရှိရယ်ဒီဂီဂျီရိုကုဂီဂျီရိုကုဆိုတာဘာလဲဆိုလို့ရှိရင်သူက meeting minutes ပေါ့နော်မှတ်တာကိုဂီဂျီရိုကုလို့ခေါ်ပါတယ်ဂီဂျီရိုကု meeting minutes ကိုဂီဂျီရိုကုလို့ခေါ်ပါတယ်နောက်တစ်ခုက C 三 C C 三 C C 三 C ဆိုတာကအဲ productivity ပေါ့နော်ဘလောက်ထုတ်လုပ်နိုင်တယ်လုပ်နိုင်တယ်ရှိတယ်ဆိုတော့အဲ C 三အဲ့ဒါကို productivity ကို C 三 C လို့ခေါ်ပါတယ်နောက်တစ်ခုက hin shitsu hin shitsu ဆိုတာက quality ကို hin shitsu လို့ခေါ်ပါတယ် hin shitsu hin shitsu က quality နော် hin shitsu say no say no ဆိုတာ performance เนาะ performance ကို say no လို့ခေါ်ပါတယ် say no အဲ့နောက်တစ်ခုကကြာတော့ no လျော်ခု no လျော်ခုဆိုတာအကျဉ်းကျင်မှုကို no လျော်ခုလို့ခေါ်ပါတယ် no လျော်ခုเนาะအဲ့တော့ခိုးခန်းဆိုတာက contribute လုပ်တာထောက်ပံ့ပေးတာအဲ့ဒါကို ခိုးခန်းလို့ခေါ်ပါတယ်ခိုးခန်းအဲ့ဒီကကြာတော့ဘူတူဒီ ပုသုဒီပုသုရိကခုလို့ပါလို့ရှိပုသုဒီကခုဆိုလို့ရှိရင်သူကဒီ physics နော် physical ပေါ့နော် physics တွေပါဆိုလို့ရှိရင်သူကပုသုဒီကခုလို့ခေါ်တယ်နော်ယူပပေတာကိုပုသုဒီကခုနော်နောက်တစ်ခုကကြတော့သူက ronny ကကြတော့ logic ကြတာပေါ့နော် ronny technique ဆိုလို့ရှိရင်ဒါ ronny technique ဆိုရင် logic ကြကြပြောတာပေါ့နော်အဲ့ဒါကို ronny technique လို့ပြောပါတယ် နောက်တစ်ခုကကြတော့ဗာလဲဆိုရင်သူတိယသူတိယသူတိယကကြတော့ဗာလဲဆိုလို့ရှိရင်သူကအဲသူလိုက်ဖက်ညီရဲ့တင့်မြတ်တဲ့အဲ့ဒါကိုသူတိယလို့ပြောပါတယ်ဟုတ်လားရှီဆန်းရှီဆန်းဆိုတာအကြည့်အမြင်ကိုရှီဆန်းလို့ပြောပါတယ်နော်ရှီဆန်းရှီဆန်းမဟုတ်နော်ရှီဆန်းမှာအကြည့်အမြင်နောက်တစ်ခုကခင်းရှိခင်းရှိဆိုတာကအဝေးမှုန်တာကို ခင်းရှိလို့ပြောပါတယ်နော်ခင်းရှိမဟုတ်ပါဘူး နော်အဝေးမုံငါကိုခင်းရှိလို့ပြောပါတယ်ခင်းရှိနော်နောက်ကမဲအိုဆိုရာစုမဲအိုဆိုရာစုမဲအိုဆိုရာစု ဆိုတာကအကြည့်လွှဲတာကိုမဲအိုဆိုရာစု လို့ပြောပါတယ်အကြည့်လွှဲလိုက်တာပေါ့နော်မဲအိုဆိုရာစုနောက်တစ်ခုကစာကုတုစာကုတုကကြတော့ဗာလဲဆိုလို့ရှင်သူကစူလန်စုံစမ်းတာကိုစာကုတုလို့ပြောပါတယ် နောက်တစ်ခုကဒီစာကားစုဆိုတာရှိတယ်ဖိုစာကားစုမဟုတ်နော်ခန်းကြီးမတူဘူးအဲတော့ဒီဟာလေးပေါ့နော်ခန်းကြီးခန်းကြီးလေးအဲ့ဒါကိုစာကားစုကသူကတိတ်ရခက်နေပါရရှာတာကိုဒီစာကားစုနဲ့သုံးပါတယ်နောက်တစ်ခုကအိုအီရုအိုအီရုဆိုတာအိုသွားတာပေါ့နော်အိုသွားတာကိုအိုအီရုလို့ခေါ်ပါတယ်အိုအီရုနောက်တစ်ခုကဖူခဲရုဆိုတာရှိသေးရဲ့ဖူခဲရုဖူခဲရုကကြတော့လေ तू ကအိုတယ်လို့မြင်ရတာပေါ့နော် तू ကအဲတော့နော် အဲ့မဲ့ခန်းကြီးကလည်းတူတူပဲကြည့်တာ။ OEU ဆိုလို့ရှိရင်သူကခန်းကြီးကတူတူပဲเนาะအတန်ထွက်မဲ့သူက OEU ဆိုလို့ရှိရင် O ကိုသွားတယ်။အာဖုခဲတူဆိုလို့ရှိရင် O တယ်လို့ခံစားရတယ်เนาะ။ OEU က O သွားတယ်။ဒါကိုသူကဖုခဲတူလို့ပြောရယ်။เนาะမှာဖုခဲတူသာကြတော့ O တယ်လို့ခံစားရတယ်ပေါ့เนาะဖုခဲတူကအာဆိုမဲ့ဒါခဲတူထွက်မှာเนาะခဲတူတူတလုံးနဲ့မဟုတ် ခဲလို့ပြောနော်သူကအဲအိုကြီးတို့ဆိုလို့ရှိရင်အဲအိုလာတယ်ပေါ့နော်အိုသွားတယ်ဟုတ်နော်အိုသွားတယ်ဖူခဲတို့ကအိုရေလို့ခံစားတယ်နောက်တစ်ခုကခိုးဂျီစုခိုးဂျီစုကကြတော့ဗာလဲဆိုလို့ရှိရင်အကြောင်းပြတာအဲစင်ဂျီပေါ့နော်အဲ့ဒါကိုခိုးဂျီစုလို့ပြောပါတယ်ခိုးဂျီစုအကြောင်းပြတာစင်ဂျီပေးတာအဲ့ဒါကိုခိုးဂျီစုလို့ခေါ်ပါတယ်နောက်တစ်ခုကခင်းမွန်တို့ sorry ခင်းမွန်တို့မဟုတ်ခင်းမွန်ခင်းမွန်ဆိုတာကဗာလဲဆိုလို့ရှိရင်ဒီအဲဟွာပေါ့နော် တာဘူးတွေပေါ့နော်မလောက်ရတဲ့ဟာတွေအဲ့ဒါကိုခင်းမို့ဖြစ်လို့ပြောပါတယ်ခင်းမို့ဖြစ်အဲ့ဒါခေတ္တိစုခေတ္တိစုခေတ္တိစုဆိုတာကဘာလဲဆိုလို့ရှိရင်အဲ့တော့စိတ်စဉ်းစားရစိတ်ပိုင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကိုခေတ္တိစုလို့ပြောပါတယ်ခေတ္တိစုနော်စဉ်းစားရစိတ်ပိုင်းဖြစ်တယ်ပေါ့ဟုတ်ပါစာစာအိနာဆိုတာဖိုင်မဟုတ်ဘူးပေါ့နော် ဆက်ဆိုင်နောက်ကိုတော့တဲ့ခန်းကနိစ္စနော်အဲဘာရေမဟုတ်ဘဲနဲ့ပြဿနာတက်တယ်စကားများရတယ်ချက်ဖြစ်တယ်ပေါ့နော်အဲ့လိုပြောတာနောက်ကခေနာစုခေနာစုဆိုတာကရှုံချရဲ့ခေရဲ့တာကိုခေနာစုလို့ပြောပါတယ်နောက်ကနိဒမှုနိဒမှုကကြတော့ဗာလဲဆိုလို့ရှိရင်သူကအဲတော့ငေးကြည့်ရဲ့စိုက်ကြည့်တာကိုနိဒမှုလို့ပြောတယ်နောက်ကခိုးရုံစုခိုးရုံစုဆိုတာကငင်းခုံတာပေါ့နော်ငင်းခုံတာကိုခိုးရုံစုလို့ပြောပါတယ်ခိုးရုံစု ော့50 ठी ပဲဖြစ်ရအောင်ပြန်တော့တယ်อืมเนี่ย50ทีไปอ่ะมาเนาะဒီမှာ954ဖြစ်ပုံပြီဟဲ့အဲဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့ကျမှထပ်ပြီးတော့954ဆိုတော့မှတ်ရလို့အမှန်950ပေါ့เนาะနောက်နောက်နေ့မှာ800ဖြစ်ရမှာဆိုတော့နောက်နေ့ကို800ทีပဲ၄လုံးဖြောလိုက်မယ်เนาะအလုံး50မှာအဲ56လုံးနောက်တစ်ပတ်မှာပြောပါမယ်ဟဲ့ บายบาย